ချစ်လွန်းလို့ဖြစ်ချစ်လွန်းလို့ဖြစ်ကြတာဟုတ်ပါရဲ့ချစ်ကြတယ်တွေ့ရလည်းမနေနိုင်ဘူးเนาะဘယ်လိုလဲရှိလဲလေးဆိုလေကိုယ်ကပြောနေရတာပြောဟုတ်တယ်ဟုတ်တယ်เนาะအကိုကအကိုကြီးကအမြဲတမ်းနုပြလန်းဆန်းပြီးတော့အားကျနေရတာပဲဒီလိုပဲချင်းကြီးကြီးအပြည့်ပဲအကိုကကြီးကြီးခံရတယ် ကျွန်တော်ကဒီတဲမှာပါပေါ့အကွေရင်လေးအိမ်မှာအလုပ်သမားပေါ့အလုပ်သမားပေါ့အစီကံပေါ့အဲ့ဒီမှာစူးစိုင်းနဲ့ပြန်ပြီးတော့တိုက်ခံဖြစ်တဲ့နေရာလေးပေါ့နော်ကွာပေါ့ကိုတွေးတောက်စရာကြိုက်တာမျိုးပါဟုတ်တကြီးကြီးလာမှာအမုန်းနေညိုးရတော့အမုန်းမုန်းမှန်ညိုးဆိုတာလေဒီအမုန်းအမုန်းတရားတွေပုံမှာအညိုးတွေထားပြီးတော့ကျွန်တော်ကြောက် revenge လုပ်တယ် ပတ်ချာလဲတော့ရှိတော့ရှိနေနော်အဲဒီမှာကဟိုပါပတ်ချာလဲပေါ့နော်အာကိုနဲ့ကျွန်တော်နဲ့ကိုရန်လေးနဲ့ကျွန်တော်နဲ့ကအဲဒီပေါ့ငယ်ငယ်တော့ကဒီကျွန်တော်ရဲ့ထွက်မာတွေရှိတာပေါ့နော်ကိုနဲ့ကြာမှာကိုကလည်းကိုရန်လေးကလည်းကျွန်တော်ဘက်မှာဒီဒီပေါ့နော်အညိုးတွေရှိတယ်အဲကိုမင်းနိုင်နဲ့ကျွန်တော်နဲ့ကြာတော့လဲကြားရမှာပေါ့နော်အဲကျွန်တော်ကပြန်ပြီးတော့ကိုမင်းနိုင်ကိုတိုက်ခိုက်တာလည်းရှိတယ်အဲ့လိုပြန်လဲနေပေါ့နော်ချိန်တာလည်းလင့်နေအများကြီးပါတယ်ပြိတ္တကိုဇက်ကလည်းအများကြီးမပြောပြချင်းသေးဘူးဟုတ်တယ်ဟုတ်တယ် ထမအုပ်ဆုံးပဲဟုတ်၃ယောက်အထူးဆုံးတာတော့ပထမအုပ်ဆုံးပဲကိုယ်လေးနဲ့တော့ကျွန်တော်ငငယ်တော့တော့ခဏခဏဆုံးရတယ်ဆုံးရဲပိုပီးကြီးတဲ့ကာကြီးလုံးရတဲ့ကာဆုံးဟုတ်ကဲ့ကြီးတော့လည်းဆုံးတယ်ငငယ်ကလေးကနေဆုံးလာတာအခုချိန်ဒီအဲလို့ပြောတာအောင်မြင်ချင်တဲ့တော့ပထမအုပ်ဆုံးဆုံးလာအဲ၃ယောက်လည်းတော့ပထမအုပ်ဆုံးတဲ့ကာပါ ကျွန်တော်နဲ့အောင်ရင်ဂျန်လေးကတော့စုံတာဘိုးလာကနဲ့ပြန်ခဲ့တဲ့ဘိုးလာတော့မပြန်ဇလန်တွေတရပါဘောနော်ဇလန်တွေကြီးပဲစုံတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အောင်ရင်ပြချင်ဂျမွေးပြချင်တယ်ဆိုတော့ဇလန်တွေရဲ့အခု moment new ရဲ့အဲတောင်မြင့်အောင်ဆိုတာတဲ့အဲတောင်ဟုတ်ကဲ့ကျောက်ပေါ်မှာတယောက်ထားတယ်အာကတာမုံတရားတွေပေါ့အညိုးထားကြတယ် ိုးပေါ်မှာမကျင်းနဲ့ပြန်ပြီးတော့ခုန revenge လုပ်ပေါ့အချစ်ချစ်ကြီးကစပြီးတော့မှလူလောင်မြတ်ကုနာပါပဲဟုတ်တယ်ဟုတ်တယ်အချစ်ကြီးကနေစတာအချစ်ကြောင့်ဖြစ်ကြတယ်ဟုတ်ပါဘူးဆိုရင်ချစ်လုံးလို့ဖြစ်ချစ်လုံးလို့ဖြစ်ကြတာဟုတ်ပါရဲ့ချစ်ကြတယ်တွေ့ရနဲ့မနေနိုင်ဘူးเนาะဘယ်လိုလဲရှင်ဘယ်လိုလဲဆိုတဲ့ကိုယ်ကတော့နုပြိုးနေရတယ်ပြောတယ်ဟုတ်တယ်เนาะအကိုကအကိုကြီးအမြဲနုပြိုးလန်းဆန်းပြီးတော့အားကြနေတာလေ ူတူပါပဲ။ဘယ်ချင်းကြီးကြီးအပြည့်ပဲဟိုက။ကြီးကြီးခန့်ရ။အဲဒီတို့ကောင်တို့ solution လေဟိုငယ်ငယ်လေးတွေအခုချိန်တည်းလေသူတို့အမြဲထူးထက်တဲ့ကြီးထူးထက်လာတော့တွေးရတာပေါ့နော်။အဲငယ်ငယ်လေးတွေကနေပြီးတော့အခုချိန်ဒီ solution သူတို့ဒီတို့ကောင်တို့ဒီနေရာမှာချက်တည်နိုင်ပြီးကိုကိုနာမည်ခိုင်ခိုင်ခန့်ဖြစ်သွားပြီးဒီလိုပဲအောင်ရင်ချမ်းဆိုလေအဲခိုင်ခိုင်ခန့်နေရာတနေရာမှာဖြစ်သွားပြီးအောင်ရင်ချမ်းလေလေဖြစ်လာပြီပေါ့နော်။အဲဖြစ်လာတဲ့အမြဲသူတို့ရဲ့ယူယူပကာရအကုန်လုံးက အဲတင့်တယ်လာတာပေါ့ဗျာငငယ်တော့လည်းမတူတော့အခု solution နဲ့ပုံပြီးခန့်ညားလာတယ်အဲနံပါတ်နဲ့ညနေနဲ့တွဲမိသွားကြတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးမြင်ရတော့လေကျွန်တော်ဝန်တာပြီးပြီးဖြစ်ရပါတယ်ကျွန်တော်လည်းအလူဖြောင်းထူသားခဲ့ရတာဟုတ်အဲ့တော့ထူသားခဲ့တဲ့ထူသားနေတဲ့လူတွေတွေလို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျာထူသားမှုတွေလည်းရထင်ပါတယ်ဗျာဘယ်ရည်ရည်နေတော့ပဲဆောင်ခဲ့တာတော့အာကိုရီးယားဟိုလေးကဟိုပါလေငငယ်တုန်းကဆိုတာထဲပြီးခဲ့တဲ့ဒီရုပ်ရှင်ရည်ရတဲ့ ့ဆုံးဘွားပေါ့သတိပေးဆုံးမစကားလေးပေါ့နေရာလေးရနော်ဒါနေရာလေးရတော့လောက်ထားတယ်ရခဲ့တယ်ကိုနေရာကိုရရရှင်ကြအပိုင်သာလောက်ဒီလိုပြောတာအဲကိုယ်လေးနဲ့ကျွန်တော်နဲ့လူချင်းမတွေ့ခင်မှာတော့ခန့်ငယ်တော့ကလေဒါကဟိုအမှတ်တရပြောပြတာပေါ့အာဝင်ထွက်ရိုက်ပါအောင်ကျွန်တော်စပြီးတော့ရိုက်တဲ့အချိန်မှာကျွန်တော်နိုင်စင်းကြီးရိုက်ကြတာပေါ့ဗျာပြင်ဦးလေးမှာကျွန်တော်မသိစိတ်ကဘလို့လွှမ်းမိုးခံထားရလဲဆိုတော့ရိုက်နေရင်းနဲ့ ကက်ကက်ကက်ဆိုပြီးတော့ရက်လိုက်တယ်ဝင်တော့ရက်လိုက်ပြီးတော့မှတားတယ်တားကိုရန်လေးကားကြီးအရန်ကြည့်ထားတာကျော်ဘာဘာဖြစ်လို့လဲကိုရန်လေးရှိမှများဟိုတပည့်တွေပဲအဖြစ်နေနေဘူးလားတဲ့ဟောကျွန်တော်မနေဘူးပါဘူးခင်ဗျာဆိုတော့ဘာမှမဟုတ်ဆက်ရိုက်မယ်ဆိုတော့သူကလေအော်ဖြစ်သွားတာစိုက်ကိုဖြစ်သွားလေလားဘာမှလည်းအဖြေလည်းပြန်မပေးလိုက်ဘူးသူကအဲ့လိုမေးပြီးတော့မှဆက်ရိုက်ရောနောက်တော့မှပြန်ပြောတာအာဟိုဟာဟို တားလုတ်သွားတဲ့ idea လေးတွေမှာကိုကတော့အမှတ်တမဲ့ပါပဲလုတ်တက်သလိုလုတ်တာပါအမှတ်အဲသူကတဲ့စကလုံးတစ်လုံးချင်းပေါ်မှာဒီဒီ idea တွေလုတ်သွားတယ်အဲ့လို idea လုတ်တဲ့သူကတဲ့တိတ်မရှိဘူးဒီစက်ပြောရတယ် ူရင်လေးတယောက်ပဲရှိတယ်အဲ့လိုမျိုးပဲအဲ့ဒါကြောင့်ဒါကူရင်လေးအိုက်တယ်ဘယ်ရန်ဟိုဖြစ်နေတဲ့အခါကျတော့ကူရင်လေးရှင်မများတပည့်ခံလာတာအရန်အိုက်ကားကြီးကြိထားလာဆိုပြီးတော့မှကျွန်တော်မေးခံရအောင်ဦးတယ်အမှန်တော့ဒါကျွန်တော်မသိစိတ်ကအကြည့်များပြီးတော့ဟိုလဲတူယူမီတာလည်းဖြစ်မှာပေါ့နော်ပါသွားတာလည်းရှိတယ်ဆိုတော့အဲ့လောက်ထိတော်မိုးခဲ့ပါတယ် ့ကိုကသာတတိမထားမိတာလေငယ်တော့ကជីခဲ့တာဒီအကိုတို့ဇာတ်ကားတွေကြီးနေတယ်ပဲကြီးတာတဲ့အခါကျတော့အခု skin ဖတ်ပြီးသားဖြစ်နေရောအဲ့လိုမျိုးပါကျွန်တော်ကသဘောကျပါတယ်သူတို့ acting လုပ်တဲ့ခါမှာသူတို့ acting ကိုဒီကိဟိုဝတ်တာစားတာစားပြင်ဆင်မှုတွေတအားကောင်းတယ်အဲ့ဒီလိုလေးတည်တာဒီတီးလုပ်တဲ့ခါကျတော့ဝမ်းသာတယ်အဲအဲ့လိုမျိုးပေါ့ ဟိုဇကလုံးလေးမှာအိုက်တင်ရှိရဆိုတဲ့ဟာမျိုးပေါ်လွင်ပေါ်ကျူးနိုင်တဲ့ဟာကိုကျွန်တော်ဝမ်းသာတယ်ကြာ။အောင်ရင်ကျန်းဆိုတဲ့တအားကျူးစားပါတယ်။အောင်ရင်ကျန်းဆိုရင်ဒီကျွန်တော်တို့နဲ့ဇလန်တို့ကြီးရိုက်လာတဲ့အခါမှာ तू က तू လဲလို့ပဲဒါလော့တီပါရဆိုလို့ရှိရင် तू ချူပြီးတော့ပြင်ဆင်တယ်အဝစားဆိုလဲလို့ပြင်ဆင်တယ်။အဲ့ဒီလို့လုပ်တဲ့အခါမှာလည်းအဲ့လိုပေါ့ဟိုလက်ဖက်ညီအောင် तू ကျူးစားနိုင်တယ်ကြာ။အဲ့လိုမျိုးပေါ့ကျွန်တော်လည်းအဲ့လိုပေါ့တူတူတွဲတူဆောင်တဲ့ခါကျတော့အဲ့လိုဟိုနင်းလန်ဟိုသူတင်ကိုတင်လိုရတဲ့အခါမျိုးတွေရှိတယ်။အခုအခါမျိုးမှာလည်း तू က အဲ့လိုမျိုးလေးတတိစစာကိုလိုက်လုံနိုင်တဲ့အခါမျိုးတွေကိုတွေ့ရတဲ့အခါကျတော့ဝမ်းသာတယ်ဗျ။ဟိုကျွန်တော်တို့ကလည်းအဲ့လိုပြင်ဆင်မှုအားကောင်းပြီးတော့အဲ့လိုကြိုးစားအထုမှုတွေတွေ့ရလို့ရှိရင်အရန်ဝမ်းသာတာပဲ။ဒီသူတွေအတွက်ပါ။အဲ့သူတွေလည်းဒါဒါသူတို့ဘရောမအဲမကြသွားနိုင်မှုဆိုတဲ့အရေးချင်းတစ်ခုပေါ့နော်။ဒါသူတို့ဒီလိုအမြဲတမ်းကြိုးစားနေမယ်ဆိုလို့ရှိရင်တော့သူနေရတဲ့နေရာမှာခိုင်တည်တဲ့ခိုင်ပြီးတော့ပို့ပြီးတော့ဟိုထွန်းတောက်မဲ့ကျေဝန်းတယ်လို့ပြောလို့ရပါတယ်ဗျ။ကျွန်တော်တို့ကအများကြီးကြိုးစားမှာပါ။အကူကတော့ကျွန်တော်တို့တွေ့တိုင်းအမြဲတမ်း တင်ပြပေးတယ်ပေါ့နော်အဲဒီရှေ့မှာဘိုးလေးလာတော့မလက်ပြန်တော့ဆိုရင်ကျွန်တော်တို့ဆိုတော့ကြောက်တာပေါ့နော်အခုကျွန်တော်ငယ်လဲငယ်သေးတော့အများကြီးဒီဘိုးနဲ့တွေ့လို့တဲ့အချိန်မှာဒီကျွန်တော်ရဲ့စိတ်ကအများကြီး ဖြစ်ဖြစ်ပါတယ်အလုပ်လည်းလုပ်လို့အရင်ကောင်းတယ်အများကြီးတူးစရာရှိတယ်အချိန်လည်းတိကျတယ်အလုပ်ပေါ်မှာအများကြီးဘောနော်တူးစရာတွေတင်းယူစရာတွေတကယ်လို့များတယ်ကျွန်တော်ဆရာတယောက်လည်းပြောလို့ရပါတယ်အဲဒီဒီပွဲပြကြည့်သည်ဆိုမှလည်းကျွန်တော်အခုလည်းတော်တော်လေးစားပါတယ်ဘောနော်ကျွန်တော်အဲ့နောက်ဆုံးရိုက်တဲ့အခန်းလေးဆိုကျွန်တော်ရည်နေအမှတ်ရတယ်ဘောနော်ကိုကိုတာတက်ရတဲ့အခန်းလေးတာတက်ရတဲ့အခန်းဆိုရင်ရရလို့အမှန်နာတယ်ဘောနော်ဆိုတာနဲ့အကျွန်တော်တကယ်ကိုကိုယ်နဲ့တိကျဆောင်ရတဲ့အချိန်မှလည်းတကယ်စိတ်ထဲမှာအဆင်ပြေတယ်ဗောဟို ဘယ်လိုပြမလဲအရင်ထဲမှာမစို့နေတော့ဘူးပေါ့ဒီလိုဆိုအကိုဘောအားနေအားနာနေရမယ်ပေါ့နော်ကိုနည်းနည်းရိုင်းစိုးပြန်ဖြစ်မှာဆိုတော့အရင်တွေးမိနေတာပေါ့ဘာပြောကိုရဲ့ ဒီလမ်းပြပေးဖို့လက်ဖွင့်ထားပေးဖို့ပုံမှာလည်းကျေးဇူးများတင်တယ်ပေါ့နော်အခုလိုမျက်ကောက်ပြန်ဆုံတဲ့အချိန်မှာလည်းတရားဝန်တာပါလေကိုယ်ကလည်းအများကြီးတည်ရောက်ပါလေကိုညီနဲ့ကကျွန်တော်နဲ့ကကိုညီကပထမဆုံးကားရိုက်ဆုံတာပေါ့နော်တရားလည်းဝန်တာတယ်ကိုညီနဲ့ဆုံခွင့်ရတဲ့အတွက်လည်းပေါ့နော်အဲကိုညီနဲ့ကားရိုက်မဆုံခင်ကတော့မင်္ဂလာပွဲမှာတော့ကိုညီကအမှတ်တရပဲကျွန်တော်အားကြရတယ်ကျွန်တော်ပန်းကြီးရပြီးတော့မဆိုင်လည်းအများကြီးရပါဒါပေမဲ့ပြက်ကုန်သွားတယ်ကိုညီအကိစ္စပြောလိုက်ပါဟုတ်တယ်ဥမာကိုက ့ဟိုပန်းစီရလို့စီလေးတွေအများကြီးရတယ်။တခါမှနော်အဲ့လိုမင်္ဂလာပွဲမျိုးမရှိဘူးနော်။ပန်းစီလေးရအောက်ကနေစပွန်ဆာတွေလည်းတခါတန်းလာတာနော်။အယောင်းကတာအဲ့ဘာရမ်မက်လည်းကိုယ့်အောက်မှာတန်းစီနေဆိုရတယ်အများကြီး။ပြန်ဝေးရတာကုန်ကုန်ကမမရအဲ့တော့ပန်းစီလက်ရရတယ်ပစ္စံ20ကျော်လောက်ရတာတော်သေးတယ်အဲ့ထက်ပြန်မဆိုင်လိုက်ရတာမတရားပါတော့ ဆိုတာဒါဆက်ကဆုံးပြီခုနက script script တွေမှာတော့ပြောပြောပါတယ်အဲ့ရှိရလည်းပြောပါတယ်ဟိုဟိုအဖေကကျွန်တော်တို့နေတော့ဗီဒီယိုရိုက်တော့လာကြည့်ဘူးလေတဲ့လာကြည့်ဘူးလေသူအဲ့ဒီတော့အမေရလို့မင်းတို့ရိုက်တော့ရှင်းရှင်းဆိုလို့ကိုကြောင်းမှာကျွန်တော်ဒုညစားလို့တဲ့အချိန်မှာတော့လေးလာတဲ့အချိန်မှာကျွန်တော်ကျွန်တော်ခေါ်ရတဲ့ကိုနေမဲ့တော့မေ့နေအဲသူရှင်ရှိလာကြည့်ခြင်းကြည့်ပေါ့ကျွန်တော်ကလေးပဲရှိသေးတယ်20ဝန်းကျင်လောက်ပဲရှိအောင်မယ်အဲပထမအမှာကိုကြီးရိုက်နေတော့ အကူကြီးကတော့ကြည့်တယ်ပြီးတော့ကိုကြီးကိုကျွန်တော်သုံးမိတာတကယ်ကိုကြီးလည်းလေးစားပါတယ်ဗောနော်ကျွန်တော်အဲ့တော့ကလေးတယောက်ကိုကျွန်တော်တည်ကျနာလေးတွေဖြည့်ပေးတယ်စိတ်ရှည်လက်ရှည်လက်ဖြည့်တယ်ကျွန်တော်ဘောမှာဦးကြီးနေအမှတ်တရဖြစ်တယ်ဗောနော်ကိုကြီးကိုလည်းကျွန်တော်တွေ့တိုင်းအားလုံးပြောပြဖြစ်တယ်အဲပြောပြောနေတယ်ကိုမင်းမမိဘူးဖြစ်တယ်ဟုတ်တယ်ဟုတ်တယ်ဒီစကားကိုဆိုင်ရမယ်ဆိုပြီးကန်လန်လေးဟိုတအားစုံစားဖို့ကောင်းပါလေအဲဒီဇလန်ကိုသူ့ဆောင်မယ်ဥဒ္ဒစာဆိုတဲ့နေရာလေတကယ်ကိုအဲဒီဇလန်ကြီးစဖြစ်အောင်လို့ ဖန်တီးလိုက်တဲ့ဇက်ကောင်ကြီးတကောင်ပေါ့နော်အဆုံးထိပါပဲသူကတော့သူ့ရဲ့သူ့နဲ့ပတ်သက်ပြီးတော့မှကျန်တဲ့ဇလန်းတွေကလူအာဃာရတွေအမုန်းတွေအများကြီးဖြစ်သွားကြရတာအဲအဲ့လိုမျိုးပေါ့အဲ့တော့ဇလန်းတွေတဲ့လေဒီမှာလိပ်ဖက်တဲ့ဇလန်းတစ်ခုလို့လည်းပြောချင်ပါတယ်ဒီဇလန်းတွေချိတဲ့အခါမှာလည်းအဲတပိုင်းပြီးတပိုင်းမျောပြီးတော့ပြည်သက်ကတသသဖြစ်နေမယ်ဇလန်းတွေလို့လည်းညှော်လစ်ပါတယ်ဗျအဲ့လိုလည်းဖြစ်မယ်လို့ထင်ပါတယ်ဟုတ်အဲဒီ မိုးပန်ကျုံဆိုတဲ့ဒီဇလန်တွေရတကယ်ကိုကောင်းတဲ့စကားပေါ့နော်ကျွန်တော်တို့ဒီအများကြီးကြောင်းလဲတဲ့ဟာမြင်ရမှာပါကျွန်တော်တို့ကောပေါ့နော်အားလုံးတို့အားလုံးကြောင်းလဲတဲ့စကောက်နေနဲ့လည်းမြင်ရပါမယ်အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ကြိုးစားပါမယ်ဆက်ဖြစ်ပါမယ်ခင်ဗျာဒီလိုကြည့်ပါ